ဒီနေ့မှာတော့ Telegram မှာဝင်ရချင်တဲ့သူတွေအတွက် Telegram Channel တခုဘယ်လိုဖွင့်ရမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာညွှန်ပြသွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးမှာစတဲ့မှာကျွန်တော်ရဲ့ YouTube Channel ကို Subscribe လုပ်ပါသေးရင် Subscribe လုပ်ခဲ့ပြီးနောက်ထပ်တင်ပြဗီဒီယိုတွေကိုလည်းစောင့်ကြည့်လို့ရပါတယ်။ Telegram ထဲဝင်ကြည့်ကြတော့ညာဘေဘေပေါ်ဆုံးမှာရှိတဲ့ပြင်းကြုံလုံးကိုတစ်ချက်ဝင်လိုက်ပါ။ပြင်းကြုံက content ကိုတစ်ချက်ညှက်လိုက်ပါ။ ဟိုတက်လိုက်ပြီဆိုတော့ကျွန်တော်က new channel ဆိုတာလေးကိုတချို့ဝင်ပြရတယ်ပြပါလေ new channel ကိုကျွန်တော်တချို့လေးပြလိုက်ပါဒါဆိုရင်တော့ channel ဖွင့်လိုက်မယ်ဖြစ်ပါလေအဆုံးမှာ creation channel ကိုကျွန်တော်နိုင်ပြီးဖွင့်ရမှာဖြစ်ပါလေပြီးရင်ဒီမှာတော့ channel နဲ့တွေ့ရမှာဖြစ်ပါလေကိုကဗာဗီဒီယိုရဲ့တင်ပြီးအဲ့ဒါကိုကျွန်တော်စိတ်ဓာတ်ပြီးတော့ကိုယ့်ရဲ့ channel အကြီးကိုကျွန်တော်ရေးပြရမှာဖြစ်ပါလေကျွန်တော်ဥပမာလေးနဲ့ဒီမှာဇက်ကမြန်မာစာရင်းလို့ဇက်ကများလို့ဆိုတော့ ပုံစံနဲ့ပြပြရေးပြပါမယ်။ review ဆိုတာလည်းကျွန်တော်တို့အမှ description ရေးပြရဖြစ်ပါလိမ့်။ description ကဘာလဲဆိုတော့ Facebook Facebook တို့တဲ့တို့မှာဆိုရင် bio ဆိုတာကတော့အဲ့လိုပုံစံမျိုးပြောတာ။ description မှာကျွန်တော်ဘာရေးလဲဆိုတော့ဥပမာတစ်ခုပေးလိုက်ပါမယ်။ကျွန်တော်ဥပမာတစ်ခုရေးလို့ရှိရင်ဘာရေးမလဲဆိုတော့ဗန်မြန်မာမျိုးလိုပဲရေးလိုက်ပါမယ်။ဒီကနေ့က core channel တက်ပုံထည့်ရှင်လို့ရှိရင်ထည့်ပေါ်တော့ဒါပဲကိုယ့်ရဲ့ channel နဲ့ပတ်သက်တဲ့တက်ပုံတွေကိုထည့်ပါလို့ပေါ်ရှိရင်လို့ကိုထည့်ပေးလိုက်ပါကျွန်တော်ကဥပမာနဲ့ပြပေးမှာပြပေးတခုထည့်လိုက်မှာဖြစ်ပါလိမ့်ပြီးအမေရှိတဲ့ရှင်းပေးလိုက်ပါဒါဆိုရင်ကိုယ့်ရဲ့တက်ပုံထည့်ရဖြစ်ပါလိမ့်ပြီးညာဘက်ပေါ်ဆုံးမှာရှိတဲ့အမေရှိလေးကိုရှင်းပြပေးနေပေးလိုက်ပါဒါဆိုရင်ဒီဟာဘာလို့လဲဆိုတော့ပေါ်ဆုံးမှာ publication publication နဲ့ဆိုတာက ဖို့ရဲ့ကျင်တွေပေါ့ဒီကုံသူကကြည့်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်အဆုံးမှာ prevention နေ prevention နေဆိုတာဘာလဲဆိုတော့အဲ့ဟာတွေ့ရထားလို့ရှိရင်ကိုကလမ်းပို့လိုက်ရဲ့ဒီမှာဝင်လို့ရမှာဖြစ်ပါတယ်ဒီပေါ်ဆုံးကားပြီးထားရပါအမကဘာလဲဆိုတော့ကျွန်တော်လက်အဲ့ဟာဘာလဲ prevention နေလဲပေါ့နော်အနည်းကအနည်းရရင်တော့မရပါဘူး။ဒီရောအနည်းရရင်မရဘူး။ဆယ်ပဲလို့ ဆိတ်လေးပြရမှာကျွန်တော်ကရပါပြီပါလေဒီလိုဆိတ်လေးပြရည်ဆိုရင်ကျွန်တော်ကရပါပြီပြီးရင်လက်ချက်လေးကိုတင်းနေပေးလိုက်ပြီးရင်ဒီမှာပါတယ်ပြောတာလေးဆိုလို့ဒီဟာကိုယ်ကိုယ်နဲ့မှမှတ်ထားတဲ့တင်းနေရဲ့ဆုံးလေးတူတွေကိုအကုန်လုံးကိုအမျက်လေးချက်ပြီးတော့ကိုယ်ရဲ့ channel တွေကိုထည့်လို့ရတာပေါ့နော်ကျွန်တော်ဥပမာလေးပဲပြပါပါမယ်။ဒီကအမျက်ချက်ချက်ပြီးတော့ကျွန်တော်အဆုံးမှာရှိတဲ့အများကြီးချင်းနေတဲ့ရေတော့ကိုယ့်ရဲ့ channel တွေကိုကို မှတ်ထားတဲ့ content တွေကအကုန်လုံးကိုတင်ပြလိုက်လို့ရပါတယ်။ကျွန်တော်တို့ဥပမာပြတဲ့အနေနဲ့မထည့်ရတော့ပါဘူး။အကုန်လုံးပြပြလိုက်ပါမယ်။ဒီပဲအဆုံးမှာရှိတဲ့များလေးကိုရှင်းနေပြလိုက်ပါ။ဒါဆိုတော့ကျွန်တော် channel ဖွင့်တာ online လောက်ဖြစ်ပါတယ်။ပြီးရင် channel ဖွင့်ပြီးတော့ဘာတွေလောက်ရမလဲဆိုတော့တောက်ကြရရှိတဲ့အဆုံးမှာရှိတဲ့အမီလေးရှင်းနေလိုက်ပါ။ ဒီ subscriber subscriber ကဘာလဲဆိုတော့ကိုယ့်ရဲ့ channel ကို subscribe လုပ်တဲ့သူတွေကိုကြည့်ရရမှာဖြစ်ပါတယ်။ Video Entertainer နဲ့ Mr. Azura ကိုယ့်ရဲ့ entertainer ဖြစ်လာပြီပါတယ်။ကိုကတရားတွေထားရှင်လာပြီးတော့ကျွန်တော်ကတော့ဒီမှာပြရမယ်။ entertainer တရားထားရှင်လို့ရှိရင် AI နဲ့လည်းပါပြီးရင် chat ဘာမှကိုထားရှင်လည်းသူရဲ့အမျိုးကြီးလိုက်ချပြီးတော့ empty လုပ်နေပါ။ channel subscribe လုပ်တော့ entertainer ခံရရပါတယ်။ဒီရင် channel စတဲ့ဝင်နေပါ။ channel ရဲ့ဘာတွေပါလဲဆိုရင်တော့ ကုန်လုံးကတော့ကိုဖွင့်ထားတဲ့ review တွေကတ်နေပါပြီ။အဆုံးမှာ delete channel နဲ့ကိုယ့် channel ကို delete channel ဆိုရင်တော့ဒီ channel ပါတယ်။ delete channel ဆိုတာလက်လက်လို့ရှိရင်ကိုယ့် channel ပြသရရှိပါတယ်။ပြီးတော့ကျွန်တော်ပုံတန်လေးကို video တန်လေးပုံတန်လေးကိုပြသပေးပါလိမ့်။အားလုံးကိုတက်ကျတဲ့ဗီဒီယိုပြပြပုံတွေပဲတခုရွေးလိုက်ပါ ပြီးရင်ကမ်ရှင်ရရမှာဖြစ်ပါတယ်ကမ်ရှင်ဆိုတာထက်ဖို့တော့မှာဆိုလို့ရှိရင်တော့စာရည်ရတာပေါ့နော်အဲ့တော့ကမ်ရှင်ကိုပြောရပါကျွန်တော်တို့ကလည်းတစ်ခုပြပေးပါမယ်ပြည်ဒီမှာပို့တာလည်းရှိတယ်ဖရာတစ်ချိန်နေပြလိုက်ပါဒါဟဲကိုရဲ့ channel ထဲမှာ video တင်နေဖြစ်ပါတယ်။အနောက်ဆိုရင်တော့ကိုရဲ့ channel ထဲကို video ကရလာမှာဖြစ်ပါတယ်။ကိုရဲ့ channel ကို subscribe ရောက်ရတဲ့သူတွေကအကုန်လုံးမြင်ရမှာဖြစ်ပါတယ်။နောက်ဒါဆိုရင် de visuales